ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်းစောင်းမှုသူစေဖို့နဲ့ဒူပလာယာခရိုင်ဥက္ကဋ္ဌဟောင်းစောရွှေမောင်တို့ကို KNU အဖွဲ့အစည်းကနေအပီးတိုင်ထုတ်ပယ်လိုက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘရိုစော်တော်နီက အတည်ပြုပြောကြားလိုက်ပါတယ် KNU ကချမှတ်ထားတဲ့မူဝါဒနဲ့စီမံစည်းကမ်းတွေကို မလိုက်နာတဲ့အတွက်နိုဝင်ဘာ23နဲ့24ရက်နေ့တွေကကျင်းပပြုလုပ်ခဲ့တယ်ကရင်မျိုးသားအစည်းအရုံး KNU ဗဟိုအလုံးမှုဆောင်အစည်းအဝေးကနေဆုံးဖြတ်ချက်ချမှတ်ပြီးအပီးပိုင်ထုတ်ပယ်လိုက်တာလို့ဆိုပါတယ်။ KNU ကနေအပီးတိုင်ထုတ်ပယ်ခံခဲ့ရတဲ့ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့ဟာပြီးခဲ့တဲ့အောက်တိုဘာ15ရက်ကနေပြည်တော်မှာကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စနစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့ပြီးစင်မြင့်ထက်မှာဂုံပြုစကားပြောဆိုခဲ့ပါသေးတယ်။ ဒါအပြင်စစ်ကောင်စီလက်အောက်ခံပြည်နယ်အဆင့်အခမ်းအနားတွေကိုကရင်မျိုးသားအစည်းအရုံး KNU ကသတိပေးထားနေတဲ့ဂျာကတက်ရောက်ခဲ့သလိုစစ်ကောင်မရှင်ပြုလုပ်တဲ့ငြိမ်းချမ်းရေးစည်းဝေးပွဲတွေမှာလည်းတက်ရောက်ခဲ့ပြီး KNU ကချမှတ်ထားတဲ့မူဝါဒတွေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့်အခုလိုအပီးတိုင် ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဗိုလ်ချုပ်ကြီးစောမူတူ စေဖို့နဲ့ဘဒုရွှေမောင်းတို့ဟာ 2023ခုနှစ်နှစ်ကုန်ပိုင်းကလည်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို နေပြည်တော်မှာတွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။အဲ့ဒီလိုတွေ့ဆုံမှုဟာ KNU နဲ့လုံးဝမသက်ဆိုင်ကြောင်းဘဒိုစော်တော်နီကထိုစဉ်ကတည်းကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။စစ်တပ်ကရေးဆွဲခဲ့တဲ့2008အခြေခံဥပဒေကို2022ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကိုယ်တိုင်ချိုးဖောက်ပြီးအာဏာသိမ်းခဲ့တာကြောင့်အပြည့်ရဲ့စာချုပ် NCA ပြတ်ပြဲသွားပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ခဲ့ပါတယ်။ KNU အနေနဲ့ကတော့လက်ရှိအာဏာသိမ်းစစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြောင်းမရှိပဲစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းလက်မခံကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်။